ရခိုင်ပြည်တောင်ဖြူမြို့နယ်ထဲစစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေဆက်တိုက်လုပ်နေတယ်လို့မြေပြင်မှာလည်းအေအေနဲ့စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ဒေတာခန်တွေကပြောပါရယ်။အပြည့်ရဲ့တလားထက်တိုးထားတဲ့စစ်ကောင်စီကဒညဝရီရေတပ်ဌာနချုပ်ကနေလက်နက်ကြီးတွေနဲ့နေတိုင်းပစ်ခတ်နေတာလို့ဒေတာခန်တွေကပြောပါရယ်။ မလကျော်အနီးပင်လယ်ပြင်မှာလုံခြုံရေးယူထားတဲ့စစ်တင်ဘောတွေနဲ့တ냐ဝတီရေတာဌာနချုပ်တို့ကနေတဖက်သက်လက်နဲ့ကြီးနဲ့ပြစ်ခတ်မှုတွေလုပ်နေတယ်လို့ဒေတာခန့်တွေကပြောပါတယ်။ဂျွန်လ3ရက်နေ့တုန်းကလည်းတ냐ဝတီရေတာဌာနချုပ်ကနေအင်အား90လောက်ပါတဲ့စစ်ကောင်စီတပ်စစ်ကြောင်းဝင်လာတာကြောင့်ကက်တပြေရွာနာမှာအရခတ်တပ်တော်အေအေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ရခိုင်ဖက်ကလာတဲ့တည်င်းတွေအရာမေလာနောက်ဆုံးပတ်မှာအေအေရဲ့ထိုးစစ်ကကြောက်ဖြူမျိုးနဲ့6မိုင်အကွာကအမှတ်30နှစ်ရဲတိုက်ခိုက်ရေးတက်ရင်နဲ့အနည်းဆုံးနေရာနာအထိရောက်နေပြီဖြစ်ပါတယ်။ကြောက်ဖြူမှာအေအေရဲ့အချိန်မြင့်ထိုးစစ်နဲ့အတူစစ်ရေးအရာအသာစီးရနေတယ်လို့မြေပြေတည်င်းရင်းမြစ်ကဆိုပါတယ်။ ပြီးခဲ့တဲ့မေလ29ရက်နေ့တုန်းကလည်းနန်ဖဲတော်တိုက်ပွဲမှာစစ်ကောင်စီရဲ့တမစစ်တပ်ကဗိုလ်မှူးချုပ်တော်မျိုးအောင်အပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားတိုက်စုံခဲ့ပါတယ်။